တတိယကဘာစစ်ကြီးဖြစ်တော့မဲ့အလားလာကတော့ကဘာအပတ်ကြီးလူသစုရဲ့လက်ထဲမှာရှိနေတာပါဒေါ်နယ်ထရန့်နေတန်ယဟူဘူတင်ရှီချင်းဖြစ်တို့လက်ထဲမှာအထူးသဖြင့်ပြီးရှိနေတာလေးဖြစ်ပါ रे အခုအီရန်ကအချိန်လုံးဝကိုတိတ်မကြံတော့ပါဘူးဆွန်လာဆက်ရှိနေညပိုင်းက ဒုံးကြီးပေါင်း390ဝန်းကျင်နဲ့အစရိနိုင်ငံကိုအီရန်ဘက်မှပြစ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့အီရန်အားအစရိဘက်မှဝင်တပ်ရန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့စစ်ဘက်ရဲရအကြီးကများမနေ့80ကြာအရေးပေါ်အစည်းအဝေးလုပ်က24နိုင်နဲ့48နိုင်အတွင်းစစ်ပွဲထဲဝင်ပါမိအရေးကြီးဆုံးဆုံးဖြတ်ချက်ကိုလှုပ်ဆောင်သွားမှာဖြစ်ကြောင်းအသိအလင်းကိုကြေညာထားရပြီဖြစ်ပါတယ်ဒီကနေ့မှာတော့အီရန်နိုင်ငံရဲ့ကောင်းဆောင်ကြီးဖြစ်တဲ့ခါမီနီကလုံးဝကိုကောင်းမှာစွာပြီးအမေရိကန်ကဝင်တိုက်တော်လေပဲ ဝင်တိုက်တယ်ဆိုရင်လည်းမြစ်တိခါမလက်နဲ့ချအညံ့ခံမှာမဟုတ်ဘင်းနေဘုံတလုံးမျှတာမမိနိုင်ငံအပေါ်အမေရိကန်ကကျဲတယ်ဆိုရင်တော့ဖြစ်အမေရိကန်နိုင်ငံငရေကျစေရမယ်လို့ပါချင်းချောက်ပြောဆိုထားတာကိုလေတွေ့ရပါဗျဒါကြောင့်မလို့အမေရိကန်သမ္မတကြီးဒေါ်နယ်ထရမ့်ဘက်ကလေသာသမန်နီးလမ်းဖြစ်တပွဲရက်တန့်စီရန်ဦးစားဆွေးနွေးမည်ဖြစ်ကကာမီနီဘက်ကနျူကလ িয়ার ဖြစ်သရင်လက်မခံဘူးဆိုရင်တော့ဖြစ်နစလီနိုင်နဲ့အလီဇီရှင်နိုင်ကြအီရန်ကိုအမေရိကန်ဘက်ကနေဝင်တိုက်ဖို့အတွက်ဆုံးဖြတ်သွားမှာဖြစ်ကြောင်း အသည့်လင်းကိုချင်းချောက်ပြောဆိုလိုက်တာကိုတွေ့ရပါတယ်။ပွဲကတော့ဒေါ်လီကိုချမ်းနေပြီ။ဆလဘီဒေါ်နယ်ထရန့်ကလက်ရှိအီရန်ကောင်းဆောင်ဖြစ်တဲ့ခါမီနီမြစ်တီမြာမှာပုံနေပြီးဆိုဒီကိုသိရှိထားကြောင်းသူစကားကခါမီနီကိုအခုချင်းချင်းရှင်းလင်းမယ်လို့ပြောတာတော့မဟုတ်ကြောင်းဒါမဲ့ခါမီနီကိုအချိန်မီသူတို့အနေနဲ့ပြတ်တက်လို့ရကြောင်းဒေါ်နယ်ထရန့်ကမက်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒါကတော့ဘလို့ချင်းနေပြီးရောက်ရောက်လက်နဲ့မချဘူးလို့ပြောလာတဲ့အီရန်ကောင်းဆောင်ကြီးခါမီနီကို အကြီးမားဆုံးထိုးနှက်ချက်ပင်ဖြစ်ပါတယ်သူတို့နည်းနည်းဒီနေရာဝူသိတဲ့အချိန်မီးပြတ်တက်လို့ရတယ်ဒါပေမဲ့မလောက်တာပဲရှိတယ်ဆိုရင်နေထားပါနော်လက်ရှိအီရန်နိုင်ငံရဲ့အရေးပါဆုံးနျူကလ িয়ার စိုက်ဖော်ဒိုဟာကြောက်သားလူများအောက်ပေ300နဲ့မှာတိဆောက်ထားတာဖြစ်တဲ့တော့ထိုးနှက်ထိထူးဖောက်ဝင်ရောက်နိုင်တဲ့လည်းနဲ့အစိုးရမှမရှိဘူးဒါကြောင့်မလို့အစိုးရကအမေရိကန်ကို အကြီးကျယ်ကိုတောင်းဆိုထားရပြီဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်ဟာတီဟီယန်နဲ့ပြန်ဆန်ငါမိုက်အတွင်းမှာရှိတဲ့ ဖိုတိုနျူကလ িয়ার ဆိုက်ကိုမြေအောက်ပေနေရအနေထိသူခုတ်ဝင်ရောက်ပြီးပောက်ကွဲဆင်လိုက်တဲ့ MOB ဘုံကြီးကျဲချပျက်စီးရန်ရှိနေကြောင်းလည်းသိရပါပြီ။အဆိုပါ MOB ဘုံဟာ B20 ကျော်ရှိကအလေးချိန်ပေါင်း3000ရှိပြီး Iran Nuclear Site ကိုဖျက်ဆီးနိုင်စွမ်းရှိတဲ့တခုဒီသော American ရဲ့လက်နက်ဖြစ်ကြောင်းကျွန်တော်ကြားသိရပါပြီ။ပွဲကတော့ကျန်းပါပြီ။ဒစလေးနိုင်တွေကြီးမာတဲ့အရာကိုကျွန်တော်ကမ္ဘာပြည်သူပြည်သားတွေတွေ့မြင်ရတော့မှာဖြစ်ပါ